ျက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းလူဝင်ဖြစ်သွားတော့လေအပြင်ဆိုရင်မျက်ကမှန်လေးဝှှ့ဆော်ကောက်တက်လိုက်တာပေါ့နော်မျက်ကမှန်ကြောင့်ငငယ်လေးကတက်လာခဲ့တာဆိုကိုကအမြင်အဲ့လိုမျိုးဟိုအပြစ်သွားကန်နေဖြစ်မလား accessories လေးကောက်တက်လိုက်တယ်လို့ပဲကိုကိုတက်ကမျက်ကမှန်တက်တာအရန်လွယ်ကူတော့လေအဲ့ဒါပဲတက်လိုက်တာပေါ့ဟောအဲ့တော့တခါတိုင်းကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေ့ပြန်သွားအငွေ့ရိုက်သွားတာတော့အဲ့လိုမျိုးလေးရှိရော့မျက်မှန်သိမ့်မတက်ဖြစ်တာပါဝါနည်းနည်းများ200လောက်ရှိတယ် 你那呢？在那说，专门骗你，哎，怎 <noise> 么？你那呢？风沙多，那里啊，风大，真的。咯。 မန်နေဂျ်လုပ်ပြီးတော့တောင်းတယ်အရင်တနေ့ကဖုန်းသုံးတဲ့တည်းမှာတော့မပါဘူးပေါ့နော်ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီဟာကျတော့အဲ့လိုမျိုးမီးကိုဓာတ်ရိုက်ကြည့်ရင်တော့မခံဘူးဒါပေမဲ့မီးကတော့ဓာတ်ရိုက်မထိုးဘဲနဲ့တော့ဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးခိုင်းဆိုင်ကားမောင်းတဲ့ခါကျရင်တခြားကားဟက်လိုက်ကြီးကိုတအားထိုးတိုင်းတော့တော်တော်မျက်စိဆူးရအခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးပိုဆူးလာတယ်လို့ပဲဟုတ် that ဒီ Canon ဘောနော်ဒီ40 series series အစ်စ်လေးကို launch လုပ်တဲ့ပွဲလေးဆိုတော့ဒီ phone လေးอ่ะအခု Samsung ဒီကမှာပါတဲ့ AI features တွေတော်တော်လေးကိုအသုံးဝင်တယ် AI features တွေကတော့ဘယ်လိုဖြစ်သွားရလဲဆိုတော့ကိုအလုပ်ကိစ္စရဲ့အမြန်ပြီးသွားတာပေါ့နော်တခုခုဆိုရင်အဲ့လိုမျိုးအာကိုကတစ်ချိန်လုံး edit လုပ်ပြီးတော့ကြာနေကြမလို့တော့ပေါ့အခုလို့ဖုန်းအာ feature AI features တွေနဲ့ကြတော့ အဲပုံရမြင်မြန်ဆန်ဆန်ပြီးသွားတာပေါ့နော်ရှူတင်မှာဆိုလို့ရှိရင်တခါလေးကျရင်အဲ့လိုမျိုးရှူတင်ဘက်ဂရောင်းနေရာလည်းအဲ့လိုမျိုးအစုံလေးနေရာအစုံရိုက်တာဆိုတော့အနောက်မှာဆိုတော့အဲ့လိုမျိုးခိုင်ကျရေဘူးတွေလည်းရှိနေရဲ့ mic stand mic stand မို့ဒီ reflector တွေလည်းရှိနေလို့အစုံကောက်ရိုက်လိုက်ပြီးလို့ရှိရင်အဲ့ဒါတွေကို question ဖြေကြမလို့ဘလို့ဖြန့်ရမလဲမသိဘူးဘလို့ edit လုပ်ရမလဲမသိဆိုအခုဒီလို features လေးကြတော့ဒီမှာကျတော့ AI extend ဆိုပြီးတော့ပါတယ်ဒီ features အစ်စ်က အဲ့ဒါလေးတော့ဘယ်လိုလဲဆိုတော့အဲ့အနောက်ကရှိရတဲ့ဟာလေးကိုအမိုက်လေးတရိုက်လေးရှိရတဲ့ဟာလေးဆိုတော့ရှင်းပေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုကိုကမြမြဆန်တင်လို့ရတယ်ဆိုတော့အလုပ်ပြီးသွားတာပေါ့နော်ဟုတ်အဲနန်စုကတော့လေဖုန်းကိုမမေရဖုန်းအမတ်တရဆိုလို့ရှိရင်ဟိုကမမေကစုံးနဲ့သမီးတရပေါ့နော်ခုနှစ်တန်းလောက်တရဖုန်းကိုအဲ့လိုစပြီးတော့ဝယ်ပေးရစပြီးတော့ဝယ်ပေးရဆိုတော့အဲ့ကလေးကတော့ဖုန်းကိုစပြီးတော့တုံးတာပေါ့နော်ဒါပေမဲ့ကိုကဟိုကလေစလဲလုတ်တယ်မှာပါတယ်ပြီးတော့ မျက်မှန်တက်ရတယ်ပုံမှန်ဆိုရင်ဆိုမျက်မှန်တက်ရတယ်မှာပါတယ်ဆိုတော့မျက်စိကနည်းနည်းပုံမှန်ထက်ကိုအားစိတ်ရတယ်ဘာဆိုတော့ screen time ကတော့ကိုယ့်ကိုယ်ကိုနည်းနည်း manage လုပ်တယ်အရင်ကတော့မကြည့်ဘူးပေါ့နော်ငယ်ငယ်တုန်းကလေအဲ့လိုဟိုဟာ တီဗီပဲကြည့်အဲ့လို screen တွေပဲအရန်ကြည့်စလဲအရန်လို့ဆိုမျက်မျက်စိတွေပဲအဲ့လိုနာတတ်တာပေါ့နော်အဲ့လိုမျိုး migraine တွေပဲအဲ့လိုဖြစ်တတ်တော့ဖုန်းဆိုရင်တော့တက်နေ manage ရေတော့လုတ်ပြီးတော့ကြည့်တယ်တစ်ချိန်လုံးတော့မကြည့်ဘူးပေါ့ဟုတ်တယ်ဒါဆိုခုမျက်မှန်တက်ပြီလားမျက်မှန်ငငယ်တွေကတက်အမမတို့မသိဘူးဆိုတာနဲ့ဆိုတာအဲ့ contact lens နဲ့ က်လိုက်မျက်မှန်အိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့လေမသိရဟုတ်မဟုတ်မျက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းဝင်ဖြစ်သွားတော့လေအပြင်ဆိုရင်မျက်ကမှန်လေးဝရှုပ်ဆော့ကောက်တက်လိုက်တာပေါ့နော်မျက်ကမှန်ဆိုငငယ်ရဲ့တက်လာခဲ့တာဆိုကိုကအမြင်အဲ့လိုမျိုးဟိုအပြင်သွားကန်နေဖြစ်မလား accessories လေးကောက်တက်လိုက်သလိုပဲကိုကိုတက်ကမျက်ကမှန်တက်တာအရန်လွယ်ကူတော့လေအဲ့ဒါပဲတက်လိုက်တာပေါ့ဟိုအဲ့တော့ တခိုင်းဆိုင်ကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေ့ပြန်သွားတာအငွေ့ရိုက်သွားတာတို့အဲ့လိုမျိုးလေးရှိရောအမျက်မှန်တိတ်မတက်ဖြစ်တာပေါ့ကနည်းနည်းများတယ်100လောက်ရှိတယ်ငငယ်တွေကတက်လာဆိုတော့အကျွမ်းနဲ့ဖြစ်နေပြီအဲ့တော့ငငယ်တွေကဖုန်းဆက်သုံးကြရဖုန်းကိုတော့နည်းနည်းတော့ဟို အဲ manage လုပ်ပြီးတော့တောင်းအရင်တနေ့ကဖုန်းသုံးတဲ့တဲမှာတော့မပါဘူးပေါ့နော်ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီဟာကျတော့အဲ့လိုမျိုးဒီမီးကိုဓာတ်ရိုက်ကြည့်ရင်တော့မခံနိုင်ဘူးဒါပေမဲ့မီးကတော့ဓာတ်ရိုက်မထိုးဘဲနဲ့တော့ဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးခိုင်းဆိုင်ကားမောင်းတဲ့ခါကျရင်တခြားကား headlight ကြီးကိုတအားထိုးထားရင်တော့တော်တော်မျက်စိစူးရအခုနောက်ပိုင်းအသက်ရရလာလို့လားမသိဘူးပိုစူးလာတယ်လို့ပဲဟုတ်အင်းဒါဆိုကားကိုယ်တိုင်မောင်းတာတော့များပါတယ်ဟိုဟာလေအဲ့လိုပဲပေါ့နော်ဒီလို ကားကတော့သူ့လမ်းနဲ့သူသွားတာ哦ဒီလို day ပြင်လာဒီလို day ဆိုရင်တော့ head light ပို့လိုက်တယ်ဆိုတော့မျက်စိတအားပြတ်မှာပေါ့နော်ဟိုကကျတော့ဟိုဘက်လမ်းသူ့လမ်းသူသွားကိုယ်လမ်းကိုသွားတဲ့အခါမျိုးကျတော့ တားကြီးတော့အဲ့လိုတိုက်ရိုက်ကြီးတော့မစူးနေပေါ့နော်ဆိုတော့အဲ့လိုမျိုးကြတော့မောင်းရတာတော့ဆင်းပြီးပါတယ်ဟုတ်အဲ့နဲ့ဆိုအဲ့လိုမျိုးပေါ့နော်အဲ့လို carrot juice တွေပါလေတောက်တယ်ပေါ့နော် carrot juice လေးအဲ့လိုမျိုး carrot တဲ့ဟို ginger နည်းနည်းထည့်တယ်အဲ့လို apple ပန်းသီးနည်းနည်းထည့်တယ်အဲ့လိုမျိုးလေး juice လေးတွေကိုတော့တောက်ဖြစ်တယ်မျက်စိအားဖြစ်စေမဲ့ဟာလေးပေါ့နော်ပြီးတော့အဲ့လိုဖုန်းကိုတစ်ချိန်လုံးအဲ့လို site ကြည့်ရတော့ပါလို့ဆိုရင်တိတ်မကြည့်ဖြစ်ဘူးပေါ့နော်အဲ့ကြောင့်မလို့ခုနောက်ပိုင်းကနောက်ဆုံးငငယ်တော့က73နှစ်လောက်တုန်းကဆိုဖုန်းစ3တုန်းကဆိုရင် screen ရှိရဖုန်းတော့မပေါ်သေးဘူးလေအဲ့လိုမျိုးဖုန်းလေးဆိုဒီကီးပတ်လေးပဲရှိရလေအဲ့တော့ဆိုရင်အဲ့တော့တော့တိတ်မကြည့်ဖြစ်ဘူးလေဒီအချိန်လုံးစိုက်မကြည့်စာတောင်တိတ်တောင် message ပို့တာတောင်မရှိသေးဘူးထင်တယ်အဲ့တော့လွန်ခဲ့တဲ့15နှစ်လောက်15နှစ်18နှစ်လောက်ဆိုတော့မရှိသေးဘူးလေဆိုတော့ပြ internet လည်းမရှိသေးဘူးဖုန်းကလုံးဝဆက်ဖို့ပဲဆိုတော့အခုမှသာလုံးဝ kit in me internet တွေရှိလာတယ်ဖုန်းက screen ကြီးလာပြီးတော့ဖုန်းနဲ့အကုန်လုံးလုံးလို့ရလာတဲ့အပြင် AI kit ဖြစ်လာတော့အခုဖုန်းက AI features တွေပါလာတော့အယမ်းမြန်တာပေါ့နော်ရှွတ်ရှွတ်ရှွတ်ဆိုပြီးတော့အဲတခုခုဆိုရှွတ်ရှွတ်ရှွတ်ဆိုတက်သွားတင်လိုက်လို့ရတယ်ပေါ့နော်လို့မျိုးဆိုရတယ်